်အမေရိကန်သမ္မတဒေါ်နယ်ထရန့်ကသူ့ရဲ့အခွန်တိုးမြင့်ပြဋ္ဌာန်းမှုတွေရဲ့ရလဒ်ကြောင့်ပေးဆက်ရတာတွေရှိတယ်လို့ဝန်ခံပြီးကျုပ်နဲ့သဘောတူညီမှုရယူလိုတယ်လို့ပြောလိုက်ပါတယ်။တရုတ်ပေါ်ကုန်သွယ်ရေးတားဆီးတွေအရှင်မြင့်ပြုလုပ်ထားပေမဲ့သမ္မတထရန့်ကကျုပ်နဲ့ကုန်သွယ်ရေးသဘောတူညီမှုရယူလိုတယ်လို့ပြောဆိုလိုက်တာဖြစ်ပါတယ်။ဒီတော့အတွင်းအမေရိကန်ဈေးကွက်တွေမှာလည်းဆက်လက်ရုန်းကန်နေရဆဲဖြစ်ပါတယ်။ကျုံနဲ့အမေရိကန်ကြားကုန်သွယ်ရေးစစ်ပွဲဖြစ်ပွားလာမယ်ဆိုတဲ့စိုးရိမ်မှုတွေမြင့်တက်လာမှုနဲ့အတူ ရင်းနှီးမြှုပ်နှံသူတွေကပိုင်ဆိုင်မှုခိုင်မာနိုင်တဲ့ရွှေတွေဝယ်ယူနေကြတာကြောင့်ဧပြီ17ရက်မှာကမ္ဘာရွှေစည်းမြင့်တက်လာခဲ့ပါတယ်။ဥရောပသမဂ္ဂ EU ခေါင်းဆောင်တွေဟာ American Policy ခြေတဲ့အခွန်ပြချမ်းမှုတွေမပြုတ်လောက်တာဟာညံရမ်းကောင်းတဲ့လုပ်ရဖြစ်တယ်လို့ Trump ကပြောဆိုလာတာပါ။တရုတ်ကသူတို့ပေါ်အခွန်တိုးကောက်ရင် American နည်းပညာလုပ်ငန်းကြီးတွေအပေါ်အခွန်ပြန်တိုးကောက်လာနိုင်တယ်လို့ EU အကြီးအကဲကသတိပေးခဲ့ပေမဲ့ Trump ကအခွန်တိုးမြင့်ကောက်ခံခဲ့တာပါ။ ထရန့်ဟာသူ့လောက်ရကြောင်ဂျာကာလာပြည့်စက်ရတာတွေဂျာကာလာပြဿနာတွေရှိနေတယ်ဆိုတာကိုဝန်ခံပေမဲ့ကမ္ဘာလုံးဆိုင်ရာဈေးကွက်တွေရုံးတုံးကဖြစ်နေပြီဆိုတာကိုတော့ပယ်ချထားပါတယ်။ကမ္ဘာစီးပွားရေးနှေးကွေးလာမယ်ဆိုတဲ့စိုးရိမ်မှုတွေနဲ့အတူရေနံဈေးနဲ့ဒေါ်လာဈေးရောကျသွားခဲ့ပါတယ်။ထရန့်ဟာတရုတ်ကလွဲပြီးတော့တခြားပြဋ္ဌာန်းထားတဲ့ခွန်တွေကိုရက်60ဆိုင်းငံ့ထားမယ်လို့ကြေညာထားပေမဲ့အာရှတဲ့တခြားဈေးကွက်တွေမှာဧပြီ17ရက်စောစောပိုင်းအထိရှယ်ယာဈေးတွေရောကျနေစေဖြစ်ပါတယ်။ ကောက်ထုတ်လုပ်သူတွေအနေနဲ့အမေရိကန်မှာအခြေချလာစီရေးတခြားနိုင်ငံတွေအနေနဲ့အမေရိကန်ကွန်မြူစီရီအပေါ်အတားအဆီးတွေလျှော့ချလာစီရေးထရန့်ကအခွန်တွေတိုးကောက်နေတာဖြစ်ပါတယ်။ထရန့်ကအမေရိကန်နဲ့ကုန်သွယ်ရေးသဘောတူညီမှုရယူကြဖို့တိုက်တွန်းထားပြီးသဘောတူညီမှုမရယူဘူးဆိုရင်အရင်ကပြဋ္ဌာန်းတဲ့အခွန်တွေကိုရက်60ကြာပြီးနောက်မှာပြန်လည်ပြဋ္ဌာန်းသွားမှာဖြစ်တယ်လို့သတိပေးထားပါတယ်။